မင်္ဂလာပါမြန်မာပြည်ကနေဂျာမနီမှာလှုပ်လို့ဖို့ဒါမှမဟုတ်လှုပ်တင်အောက်စ်ပေတုံရှောက်ထားဖို့အဲစက်ဝင်စားနေဆိုရင်ဘေးကစားမလဲဆိုတော့ကိုကျွန်တော်ဒီနေ့ဒီနေ့ဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ရန်ကုန်မြို့မှာရှိတဲ့ဂျာမနီတန်ရုံးရဲ့ website မှာတိကျဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဗီဇာရှောက်ထားဖို့အတွက်လိုအပ်တဲ့အချက်အလက်တွေနဲ့လုပ်ငန်းစဉ်တွေကိုအမှအတိအကျဖော်ပြပေးထားတာဖြစ်တဲ့အတွက်မိတ်ဆွေတို့တွေ့နိုင်ပါတယ်နောက်တစ်ခုကတော့ဂျာမနီဆိုရရဲ့တရားဝင် website ဖြစ်တဲ့ Make it in Germany လို့ခေါ်တဲ့ website ဖြစ်ပါတယ်ဒီဒီမှာတော့ Germany ကအာ Germany မှာလှုပ်လာဖို့လှုပ်လှုပ်လာလို့ဖို့ ਨੇ လှုပ်တင်ကြောင်းကိုအသေးစိတ်လေ့လာနိုင်ပါတယ်လှုပ်ရှားပေးဖို့ဒါမှမဟုတ်လှုပ်တင်နေရာအတွက်ရှားပေးဖို့ဆိုရင်တော့ Bundes Agentur für Arbeit ရဲ့ website ကိုဝင်ကြည့်နိုင်ပါတယ်ဒါကတော့ Germany နိုင်ငံရဲ့အလုပ်ကိုင် agency website တခုဖြစ်ပါတယ်ဒါအပြင်သင်ရဲ့စိတ်ဝင်စားတဲ့လုပ်ငန်းကဏ္ဍပေါ်မူတည်ပြီးတော့ Chamber of Industry and Commerce IHK နဲ့ Chamber of Craft HWK တို့ရဲ့ website တွေမှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ဘလို့ဒီနေရာအတွက်ဆိုရင်တော့ Lega Stellar Radar လို့ခေါ်တဲ့နေရာမှာလည်းအသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမရင်းနဲ့ဆိုင်တဲ့အလုပ်တွေကိုစိတ်ဝင်စားရင် Unitin Healthcare Survey အကူအညီကိုလည်းရယူနိုင်ပါတယ်။ဒါတွေကတော့မြန်မာပြည်ကနေဂျာမနီမှာအလုပ်လုပ်ဖို့ဒါမှမဟုတ်အလုပ်တင်လျှောက်ထားဖို့အတွက်အဓိကတည်ထားရမယ့်ရင်းမြစ်တွေပဲဖြစ်ပါတယ်။ကံကောင်းကြပါစေ။နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ပါမယ်။